ဆင်းတိုက်တဲ့ I wanna be your girlfriend ငါမင်းရဲ့ချစ်သူကောင်မလေးဖြစ်ချင်တယ်တဲ့ဟိုကောင်လေးကကိုယ်ပြူစားလိုက်တာဗောပြောမှဆိုဟိုပြောမှဆိုလူတယောက်ကချစ်မိသွားတဲ့ခါကြလို့ရှင်နုညံ့တိမ်မွေ့သွားရဲဆိုတော့ feeling ဗောကောင်လေးဘာပဲလှုပ်လှုပ်ဗောနော်ကိုကအဲ့လိုမျိုးနင်းလှုပ်တာငါခံမယ်ဗောအဲ့လိုမျိုးခံစားချက်နဲ့သူကဟိုဒီယုံလေးဖြစ်သွားအဲ့ဒီအခါမှာဆိုလို့ရှင်လဲယုံလိုက်ဖမ်းနေပဲယုံလိုက်လိုက်ကုတ်တာနေပဲရင်ဘက်မှာယုံယုံကုတ်ရတယ်နဲ့ဆိုတော့ဟို behind the scene တွေမှာအများကြီးဘို့ ချိုးတန်းအထောက်ရတာအများကြီးပဲ။ Okay တချင်းပိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတချင်းအနေနဲ့ဥမာ chat box ကနေစကားဆက်ပြောတော့လေ hi အ hi လေးတွေ baby တို့အဲ့လိုမျိုး harmony တွေဟာဆောက်ပါတော့ဘို့တော့အများကြီးဒီတချင်းဖန်တီးတဲ့ပုံမှာလည်းအများကြီးဒုက္ခခံရတယ်ပြီးအဲ့တချင်းက normal ဟိုဒီတချင်းမဟုတ်ဘူးတကယ်တမ်းဟိုတီးတဲ့ professional ဆိုတီးတယ်အဲ့ က်တယ် I wanna be your girlfriend ငါမင်းရဲ့ချစ်သူကောင်မလေးဖြစ်ချင်တယ်တဲ့ရှားတော့မှာပေါ့မန္တလေးသားရီးစားပဲရှားတော့မှာပေါ့ဒီတချင်ရဆိုပြောတာပါအဘိုးကတော့ဟိုတော်တဏ္ဍကန်တဏ္ဍကန်လို့ပတ်ပြီးရှားချင်တာပါ official ပါပဲဟိုအသက်ကြီးလာလို့ရှိမှာပါဘို့အဓိကတော့ဘို့အသက်ကြီးလာလို့လားတော့မသိဘူးအဲ့လိုငငယ်တော့ဆိုရင်ဘွာလေးဟွာလေးတကယ် rock လေးတိရမလားဟွာလက်ထဲမှာ green နေအမဲနေတော့ rocker လောက်ရှင်တာလေး ဒါပေမဲ့အသက်ကြီးလာဟုတ်လားမသိနုညံ့လာပြီးတော့အဲ့လိုမိမဆန်ပြီးချစ်စရာကောင်းတဲ့ပုံစံလေးကြိုက်လာပါတော့။ဘာလို့လဲမသိပါဘူး။အာဒီကတော့ဒီရှင်းလေးနဲ့ live ဖတ်ပြီးတော့ချောလဲချောလို့ပါပြီးတော့သူကလည်းမန္တလေးသားဆိုတော့လေအာမန္တလေးသားနဲ့ရိုက်တာပဲပို့ပြီးတော့မှဒီချင်းလေးကကောင်းမယ်လို့ဟိုခံယူလို့ပါအာအမှန်တမ်းပြောမယ်တခြားလူတွေကဘယ်လိုပဲပြောပြောပေါ့နော်အာနည်းနည်းတော့ဗာပြောပြောစိတ်လှုပ်ရှားမှုတွေရှိရပါတော့ဘာဖြစ်ဆိုတော့သူအပြစ်မှအရမ်းမိုက်နေရအောင် အိမ်ချလိုက်တဲ့အချိန်မှာပုံရင်းလိုက်တယ်။သူကဟိုဟာလေးဗိုက်မှာဟိုဟာလဲဆစ်ဖက်လားမသိရှိရလေ။ပြီးတော့ယင်ဘက်ကလည်းဟိုသူများကြီးပြောရပါပတ်မုတ်လား။အဲ့ညိုအာအဖူထစ်တဲ့နေအများကြီးပေါ့နော်။ရန်ရန်မိုက်တယ်။တကယ်တော့အမှန်တမ်းပြောရတော့မင်းကလေးပဲဖြစ်ဖြစ်ပေါ့နော်။ကြိုက်ကြိုက်ပါရဲ့အဲ့လိုမျိုးလေး။တကယ်ဟိုဆက်စီဖြစ်တာပေါ့နော်။ယောက်ျားလေးဆိုတော့လေ။ကြောက်မလား။မိုက်တာပေါ့။ဟုတ်။အော် ရိုက်ကူးရေးပဲဟောကင်ကြည့်တာပေါ့ကင်ရတာပေါ့နော်ဟုတ်ပါရဲ့ကိုဖြစ်စင်တာတွေပဲအများနဲ့ news video တိတိတည်းရိုက်ပါတယ်အာကိုကိုရန်ဒရယ်လို့ဖြစ်တာတော့အာဘိုဟိုညင်တွေကလည်းရှင်ဖူးကဲမင်းကဆက်ပြီးတော့အာရှင်တော်တော်များ music video တော်တော်များပို့ပို့ပဲ driver လုပ်ပြီးရိုက်ခဲ့တာကြတော့ကြပါပဲအခုလည်းဒီတချင်းကိုလည်းကိုယ်တိုင်ပဲ driver လုပ်ချင်တယ်ဆိုပြီးကော့ကိုပဲအာဒုက္ခခံတာပေါ့ driver လုပ်တာကဘာလဲဆိုလို့ရှိရင်အာဘိုအရင်ကြွန့်ကျင်တာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ အဘို story secretive ကိုစဉ်းစားတယ်ပိုရေးရေးတယ်ပေါ့နော်အာအရင်ကတော့ professional လို့မျိုးတော့ဟို secretive book တင်နေပါတော့မရေးနိုင်ဘူးပေါ့နော်ဒါပေမဲ့ဟိုဟိုကိုတိတလောက်မတလောက်နဲ့အကောင်းဆုံးပိုရဲ့အာဒီ senator experience နေနေတော့အကောင်းဆုံးရိုက်ခဲ့ရပါတော့နောက်တစ်ခုကကြတော့အဓိက ကိုဂျိုင်တာလုတ်တယ်ဆိုပေမဲ့ဟိုအကောင်းဆုံးရိုက်ပေးဖို့အတွက်ကတော့ဟိုအလိုတယ်ပေါ့နော်ဆိုတော့ DOP ဒီနိုင်ရှင်းသန့်ကသူသူမမောင်လေးနိုင်ရှင်းသန့်ကသူအများကြီးကူညီခဲ့ပါသူရဲ့ရိုက်ချက်တွေအရင်ကောင်းတဲ့အတွက်ကြောင့်ဟိုတို့ဟိုအခက်အခဲမရှိဘဲနဲ့ရိုက်ကူးနိုင်တာပေါ့နော်ဆိုတော့ အော်ပင်မန်းနာကတော့ဗာလဲဆိုတော့ရိုက်ကူးမှုအပိုင်းမှာဒီ decoration တွေပေါ့ decoration တွေရဲ့အင်ကြီး dress တွေ style တွေအများကြီးပြောင်းသွားတဲ့ဟာတွေကတော့အခက်အခဲရှိတယ်။နောက်ပြီးတော့အဲ့ဒီအတော့ကိုလည်းပို့တော့အများကြီးဒုက္ခခံရတယ်။ဟုတ်ဆိုဒီ decoration တစ်ခုတစ်ခုလုပ်ဖို့ဆိုတော့ကြတော့လေပြင်ဆင်ရတာဒီ music video ကြည့်တဲ့လောက်ထင်းတဲ့လောက်မလွယ်ဘူးပေါ့အသေးစိတ်လေးတွေအားစားပေါ့ဒီပထမဆုံးပန်းရောင်အခန်းမှာဆိုလဲပို့ အဲ့ဒီတင်းဆက်သူ့အောင်အများကြီးစူးစမ်းရတယ်နောက်ဆုံးပို့ပို့မက်ဂျိုကာဒီဇိုင်နာအင်ဂျင်တွေမကောက်ဘူးသူ့ယောက်ျားကပါဒီအခန်းအခန်းတွေစေးတော့ production တွေကိုကြတော့မမိုးလို့အများကြီးပြင်ဆင်ရပါဘောနော်အာဘို့တင်းတွေအများကြီးတုံးသွားတယ်ပို့ပို့ပစ္စည်းအကုန်လုံးထုတ်ထုတ်ပြီးတော့အယောင်းနေချက်အခုအခုချိန်ဒီကိုပို့ပို့ဘောနော်ပို့အခန်းပန်းရောင်ဖြစ်ပြီးတော့ဘောနော်ခန်းကြီးခေါင်းမှုနေတော့မယ်ဘောနော်ဆိုတော့အဲ့လိုမျိုးဟိုအများကြီးအဲ့တခန်းမှာအများကြီးစူးစမ်းထားတယ်ပြီးတော့ decoration တစ်ခုပြီးတစ်ခုပြောင်းသွားတဲ့အချိန်မှာအင်ဂျင်နဲ့ light ဖတ်နေအောင် make up စပင်းအဆအဆရပါဘောနော်လက်သေးအဆ ်လက်သေးဆိုလို့ရှိရင်အပြာဆိုလို့ရှိရင်လည်းလက်သေးကအပြာအဖြူဆိုလည်းလက်သေးအဖြူပေါ့နော်ဆိုတော့ဘိုးတို့အများကြီးအများကြီးပြန်ဆင်ဆင်ပြီးတော့ detail လုပ်ထားရတာပေါ့အဲ့ဒါပြီးတော့နောက်ထပ်ဘောဂျူတီကနှစ်ရက်ရိုက်ကြပါဘောနော်ကိုအလင်းရောင်နဲ့ရိုက်တဲ့နေ့ကလည်းအဲပန်းလိုက် golf club ကနေရောဘို့ဂေါက် club မှာဘောနော်အဲ golf golf အခန်းနေရောဆက်တော့ဆိုင်အခန်းနေရောအများကြီးအများကြီးအများကြီးရိုက်ရမှာခက်ခဲတွေလည်းခက်ခဲတွေရောပင်ပန်းတာရှိရဲ။ Now Andy ကတော့ဒီမော့ဆရာပေါ့မော့ဆရာဖြစ်သွားတဲ့အခန်းမော့ဆရာကောင်မလေးကကို့ကိုကောင်လေးကကို့ကို ပြူစားလိုက်တာပေါ့ပြောမှဆိုဟိုပြောမှဆိုလူတယောက်ကချစ်မိသွားတဲ့ခါကြလို့ရှိရင်နုညံ့သိမ့်မှုသွားရတယ်ဆိုတော့ feeling ပေါ့ကောင်းလေးပါပဲလှုပ်လှုပ်ပေါ့နော်ကိုကအဲ့လိုမျိုးနင်းလှုပ်တာကခံမယ်ပေါ့အဲ့လိုမျိုးခံစားချက်နဲ့တော့ဟိုဒီယုံလေးဖြစ်သွားအဲ့ဒီအခါမှာဆိုလို့ရှိရင်လဲယုံလိုက်ဖမ်းနေပဲယုံလိုက်လိုက်ကုတ်တာနေပဲရင်ဘက်မှာယုံယုံကုတ်ရတယ်နည်းဆိုတော့ဟို behind the scene တွေမှာအများကြီးဘို့တို့ထိုးတဲ့အထောက်အကူအများကြီးပဲ။ Okay ။တချင်းပိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတချင်းအနေနဲ့ ဥမာ chat box ကနေစကားစပြောတော့လေ hi a hi lady baby တော့လိုမျိုး harmony တွေဟာစပါတော့ဘိုးတော့အများကြီးဒီတချင်းဖန်တီးတဲ့ပုံမှာလည်းအများကြီးဒုက္ခခံရတယ်ပြီးအဲ့တချင်းက normal ဟိုဒီတချင်းမဟုတ်ဘူးတကယ်တမ်းဟိုတီးတဲ့ professional ဆိုတီးရအဲ့တော့အဲ့လိုမျိုး normal မဟုတ်တဲ့ဒီနည်းနည်းခက်တဲ့တချင်းလေးကိုလည်း villain drinks ကအကိုတွေဦးကိုဖိုးစောအကိုရွှေထုတ်ကိုဖြိုးတို့ကနေတော့တကယ်ကိုအများကြီးပြင်ဆင်ပြီးတော့ဘိုးတို့အဲ့နေ့ကဆိုရင်အဲဒီ recording မှာဘိုးတို့ duty chain တော်တော် ော်လေးက arrangement လုပ်ရတဲ့အချိန်တော်တော်များရတယ်ပေါ့နော်။ပြီးရင်ဟိုလိုလိုရင်ကောင်းမယ်ဒီလိုလိုရင်ကောင်းမယ်ဆိုတော့အချိန်ယူရတယ်။ထွက်လာတဲ့အချိန်မှာပေါ့အရင်ပျော်ပြီးတော့ဟာငါငါရဲ့ style ပေါ့ music style အစ်စ်ဖြစ်သွားတယ်ပေါ့။ပူပူငငယ်ငယ်တော့ဆိုခဲ့တဲ့ music style တွေအကုန်လုံးကို change ကြတယ်။အဲ့မှာတချို့ပရိသတ်တွေပို့ပြောကြတယ်။ချစ်မှုကင်းမြတ်တခြင်းလေးပဲဆိုပြီးပါချစ်မှုကင်းမြတ်ခြင်းလိုမျိုးဟာလေးဆိုပြီးပါလို့တို့အမြဲပြော။အဲ့ပိုကပြန်ပြောချင်တာပို့ကခစ်တွေပြောင်းသွားပြီး music trend တွေအများကြီး change နေကြပါပြီ။ကဘာပေါ်မှာပို့တို့ ထင်ထားတာမျိုးမဟုတ်တဲ့တချင်းတွေကအများကြီးထွက်နေရဆိုတော့လေခါကြရင်နားထောင်လို့တော့မှမရလိုက်မမီနိုင်အောင်အများကြီးဖြစ်နေဆိုတော့ဟိုဟိုချစ်ပုကဲနေရချင်းလေးတွေပိုကြိုက်ပါတယ်အသေးသားလေးလည်းကြိုက်တယ်အခုချိန်ကြီးလည်းချစ်တုံးမယ်ကို့တချင်းလေးဆိုတော့ဆိုလဲဆိုပါဒါပေမဲ့အသက်ဖန်တီးတဲ့နေရာမှာတော့ချစ်ပုကဲနေရချင်းလို့တော့ထပ်မဖန်တီးချင်ဘူးပေါ့နော်ဒါပေမဲ့တော့ညာလဲခစ်တစ်ခုခုအများပြောင်းသွားခဲ့ရင်တော့လေနောက်တစ်ခုဖန်တီးချင်လဲဖန်တီးမယ်ပေါ့အဲ့တော့အခုလောလောဆယ်တော့ I want to be your girlfriend လို့မျိုးဒီ music style လေးတွေ style အဆိုပေါက်လေးတွေပူပူမဟုတ်တဲ့နောက်ထပ်တစ်ယောက်ချင်းသွားရဟာလေးကိုပို့လို့ချင်းလို့ပါအဲ့ဒီဘိုင်းမှာလည်းပို့တော့ဒီ um falling in love with you minchi rede ngatiro mabe ah တော့ အကောင်လေးရဲ့အချစ်တကြောင်တော့တင်မလို့တော့ဖြစ်နေပြီပေါ့နော်အာဟာဆိုရဲအတန်လေးဆိုလို့ရှိရင်အခောက်အခောက်ကောက်ကက recording ဝင်ခဲ့ရောဘာဖြစ်လို့ဆိုတော့အဲ့အတန်ကပို့လို့လိုချင်တဲ့အတန်မရမချင်းကိုအတွင်းတာအာဆိုရဲနေရာမှာတော့နည်းနည်းလေးဆက်စီမှုနဲ့အာအာအဲ့လိုမျိုးဖြစ်ရမှာအဲ့တော့တင်မလားဟောတင်မလားဟိုပြောမယ်ဆိုအတွင်းရဲ့မှာနည်းနည်းလေးရောနည်းနည်းမှောင်ရတာပေါ့နော်အဲ့နဲ့ဟိုနောက်ဆုံး engineer နဲ့ကိုနဲ့ပြောဟဲ့ငါတို့ကနည်းနည်းအမှောင်တချင်းစိုးနေရမှာဟုတ်ဘူးနော်ဆိုတော့ရအောင်ဆက်နောက်တာပါတကယ်လဲ studio မှာတကယ်လို့အဲ့လိုမျိုးဖြစ်ခဲ့ရအောင်ဟုတ်တော့ သူကဟိုမင်းထိတွေ့တယ်မှာသူကညောပြီးတော့သူကတေမလွန်ခံစားရဲဆိုတော့ဘလောက်ထိများညောอ่ะအဲ့လိုဖြစ်တော့အဲ့လိုမျိုးစာသားလေးတွေအဲ့လိုအသေးသေးလေးတွေအားစာဖို့တော့အသေးစိတ်ဖန်တီးခဲ့ရပါတော့เนาะအာပရိသတ်တွေနားထောင်တော့မလွယ်ဘူးလို့ပြောချင်ပါတယ်။သရှင်ဖန်တီးမှုအပိုင်းမှာလည်းအဲဘို့တို့အင်္ဂလိပ်အင်္ဂလိပ်လိုပေါ့နော်ဆိုရတဲ့အပိုင်းလေးပါတယ်။အင်္ဂလိပ်လိုဆိုရတဲ့အပိုင်းကလေတကယ်ညရင်လေခက်တယ်။ တယ်ဆိုတော့ကိုယ့်ရဲ့ဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်လေကိုတို့ပီတအောင်ဆိုရတယ်မပီတလို့ရှိရင်ပြောခံမှာလဲဆိုးရလေမခါကြရင်လေကိုတို့မြန်မာဆိုတော့လေမပီရမျိုးလဲရှိရင်ရှိမှာပေါ့နော်အဲဒါပေမဲ့အဲ့တော့ပိုပိုကူးဆိုင်ပါကူးမဆက်ဘာကြောင့်လဲဆိုတော့ကိုတို့မြန်မာဖြစ်နေလို့ဒါပေမဲ့အဲ့ English ဆိုအတုံးနှုံးလေးတွေအစားလိုက်ပြီးတော့ဟို melody ထဲမှာရအောင်ဖန်တီးရဆိုတော့လေပရိုအဲ့အပိုင်းလေးမှာလဲဆိုးရတဲ့အပိုင်းမှာခက်ခဲတာလေးရှိပါတယ်ချင်းဖန်တီးမှုအပိုင်းမှာတော့အများကြီးစူးစမ်းထားဆို music video ကအဆုံးထိပေါ့နော် every every everyone ဒီတချင်းရဲ့တစ်ခုလုံးတစ်ခုလုံးအတိုင်းကိုပို့ပို့ကျိုးစားအထုံးမှုကိုအများကြီးထည့်ထားပါတယ်အဲရဲချက်ခဲ့ဦးပါရယ်ဆိုတော့လူဆိုတာအချစ်နဲ့မကင်းဘူးလीเนาะအဲချစ်ဘူးလားလို့မြင်ပို့ချစ်ဘူးပါရယ် ်ချစ်လဲချက်ချင်းပါတယ်ငငယ်လေးတွေကတော့အဲ့လိုပဲပို့ပို့တော့ဟိုဟိုပို့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 ပြိတက်တွေအတိကြပါရဲ့အဲ့ဟိုကကိုနဲ့ဘေဘီလိုအဲ့လိုပဲခေါ်ကြအောင်နော်အခုချိန်ဒီလဲကို့ဘေဘီလေးကိုခေါ်ရင်တော့ကြိုက်ပါတယ်တကယ်လဲကြိုက်ပါဟိုကပြောမယ်ဆိုကကိုရဲ့ဘေဘီလေးဖြစ်ချင်တယ်လို့မောင်ရဲ့ဘေဘီလည်းဖြစ်ချင်ပါတယ်ဘေဘီလေးလည်းဖြစ်ချင်တာအခုတော့ရည်သားမရှိပါဘူး officially ရည်သားမရှိပါဘူးအဲ့တော့ကျွန်မဈေးပြန်ဆက်ခင်းချင်ပါတယ် I want to be a girlfriend နည်းနည်းရှော့ပါမယ်ရှော့ပါမယ်အဲအရက်တော့နည်းနည်းလေးရှည်လိုက်ပါဘောနော် အသားလေးအရင်မဖြစ်တော့နည်းနည်းလေးမမဲတင်ဘူးပေါ့နော်အာနောက်ပြီးတော့ရကလေးတည်းနဲ့တော့ကြည်ကောင်းတော့ကောင်းတော့ပေါ့ရရရရအဲ့သူအောင်သူအောင်တဲ့တည်းကိုကြည်လိုက်မယ်လေ တအောင်တယ်ပြီးမလားမပြောလဲကြည့်လိုက်မယ်ဟုတ်အာဒီ music video တူတူကြကြပို့ရဲ့ manager ကနေပြီးတော့ပို့အကားနဲ့ပတ်သက်ပြီးစဉ်းစားပါတော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆရာပို့ပို့တဲ့ဟိုဟာပေါ့နော်ဟိုဟိုဟိုလေဖုံဖုံဖြူဖြူကောင်းမလေးနှစ်ယောက်ကိုထည့်လိုက်ပါလားအဲ့လိုဆိုရှင်နဲ့ဟိုချစ်စရာကောင်းသွားပါအဲ့ music video ကဆိုရင်အာနဲ့ပို့ပို့ကချစ်စရာကောင်းတဲ့ကောင်းမလေးဝဝကိကိလေးတွေကိုဟိုဟိုသူတို့နဲ့အတူတူကပ်ဖြစ်တာပေါ့နော်အဲ့တော့ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင်ပေါ့နော်အဲ့အပြင်ကစီပင်ပို့ကကြတော့သူကအပြင်မှာ ကမဟုတ်ဘူးရိုးရိုးတငယ်ချင်းမက်ကူချီတငယ်ချင်းအဲ့ဒါကိုသူ့ကိုအကူကြီးတောင်းပြီးကခိုင်းတာသူကလည်းဝါသနာပါလို့ထားလိုက်ရတော့ဟိရနေတော့ပေါ့နော်ဆိုတော့အဲအဲ့မှာထူးခြားရနောက်တစ်ခုကပါဆို Choreographer ပို့ပို့ပဲအကပါတီထွင်လိုက်တယ်အာပို့ professional မဟုတ်ပါဘူးဒါသူပြောဟာပါဒါပေမဲ့ဒီလိုနှစ်ပိုင်းလောက်တော့စူးစမ်းကြည့်နေတယ်ဆိုတော့စိတ်နဲ့အကတီထွင်ပြတာပေါ့ပြီးတော့အမှတ်တရဖြစ်သွားတော့ပေါ့ Driver ရော Choreographer ရောနောက်ပြီးတော့ဟိုတောက်တုံမရရောပေါ့နော်ဟိုကြော့ကြော်ကြီးလဲဆုံးမှာဘာမျိုး ော့လဲဆိုပေးကြပါအောင်ဒါတော့ဟိုပြိသက်တွေရဲ့စိတ်စိတ်ကူးကွန့်မြူတဲ့ပုံမှာမူတည်ပြီးတော့ဆော့ကြပါဘိုးကတော့ဘို့အတွင်းနဲ့ပို့ပါ အော်ကိုရွေးအောင်အဲ့ဒါလည်းရည်ရတယ်ပို့ပို့လည်းပေးစားလိုက်တာပြောမနေနဲ့ကိုရွေးအောင်ကကိုရွေးအောင်ကဟိုကမမိုးမမိုးတို့အိမ်မှာလေအာဘိုးတို့အိမ်တက်ဆိုတော့မမိုးနဲ့တွေ့ဟာလေကိုရွေးအောင်နဲ့တွေ့တော့ကိုဝေလို့ဘိုးတို့ဟိုချစ်ချော်လေးနဲ့နဲ့ရိုက်ပြီဆိုတော့အဲ့ဒါနဲ့အဲ့တဲ့ချင်းကိုရိုက်လိုက်တာအဲ့ဒါပြီးလဲပြီးတော့ချစ်ချော်မှာ1မီလီယံရမ်းမြန်တယ်ပြီးတော့ Facebook မှာလည်းတော်တော်တော့ဟိုဟို view တွေအရင်တက်တယ်ပေါ့ပြီးတော့ပို့ပို့ကိုမီဒီယာတွေကပြောကြပို့ပို့နဲ့ကြိုက်သွားပြီ ပုံမကြိုက်ပါဘူးရှင်အကိုတွေပါပို့ပါရည်စားပြီးရှိပါဘူးပြီးတော့ဟိုကိုရွေနဲ့ဆိုလို့ရှင်လည်းအကိုလိုပဲချစ်ခင်တာပါဟုတ်ဒီချင်းကတော့ပြောမယ်ဆိုရင်ကို့မှာချစ်သူရှိတဲ့ဆိုလို့ရှင်တော့ဒီချင်းတွေမြန်ရိုက်တင်ပါတယ်ချစ်သူမရှိလည်းဈေးမခင်းလို့ရတဲ့ချင်းတွေပါအာကိုရွေကိုလည်းလေပို့ကလေငငယ်တော့ဟိုချာမျူစစ်ဗီဒီယိုတွေငငယ်လေးတွေကတွေ့ခဲ့ရဆိုတော့လေဖွင့်နေပြောတာပို့တော့မျူစစ်ဗီဒီယိုထဲမှာပို့ရိုက်ချင်တာအာပို့ပြောဟသေးတယ်သူနဲ့တင်တော်တဲ့ဟာလေးလည်းမတွေ့သေးလို့ပေါ့နော်တွင်တော်တဲ့အချိန်ချင်းကြလို့ရှင်တော့ရိုက်ဖြစ်နေရိုက်ဖြစ်မှာပါဟုတ်အွန်ဒါတော့လေဟိုအရင် င်တို့ကခစ်ကမင်းသားတွေကတော့ဟိုပြောမယ်ဆိုရင်လူချစ်လူခင်များနေပြီးသားပဲဆိုတော့သူတို့သူနဲ့ရိုက်လိုက်တဲ့ချိန်မှာ view ကလည်းရှင်းရှင်းတက်သွားတာဆိုတော့အာဘာပြောသူ့လည်းကျေးဇူးတင်ရပါတော့နော်သူ့ရဲ့ချစ်တဲ့သူ့ကိုချစ်တဲ့ပရိသတ်တွေကိုလည်းပြန်မြင်ရတာပေါ့သူ့ကိုအခုချိန်ထိပဲပရိသတ်တွေကချစ်နေတော့မယ်ဆိုရဟာလေးသဘောတူနေကြရယ်သူမတူဘူးသဘောတူနေကြရယ်ကြီးရတယ်အော်အဲ့လိုတော့မခံစားမိပါဘူးပေါ်တကယ်ညလို့ရှုရှင်းရင်တော့အမ်ကိုလိုဂျင်းနဲ့ဟို music type တွေကတော့ချောတဲ့ကောင်လေးတွေကိုကြိုက်ကြတာဆိုတော့လေဒါပေမဲ့နောက် အတင်းကြေတော့လည်းမတက်နိုင်ဘူးပေါ့ဘူကလည်းအဲ့လိုမျိုးချောချောလေးနေပဲဆက်ရိုက်အောင်ပါပါအင်းဟုတ်တယ်အပြိုးကြီးဖြစ်မှာတဲ့ဖြစ်လဲကောင်းပါတယ်ဒီလိုပဲပေါ့အပူကင်းတာပေါ့တကယ်ညာတော့အကိုကောင်းကောင်းလေးချစ်မဲ့လူမရှိဘူးကိုတန်ဖိုးထားပြီးချစ်မဲ့လူမရှိလို့ရှိရင်အပြိုးကြီးလို့တော့ကောင်းဆုံးပါပဲကိုကိုကိုလက်ဆောင်ပေးမယ်ပူပူဆိုရင်ခုဆိုရင်အားတိုင်းကောက်ကိုဝယ်ပြီးလက်ဆောင်တွေပေးနေရပြောမယ်သူများရှိရလက်ဆောင်မမျောတော့ဘူးဒီမွေးနေ့ကျရင်လည်းကိုပေါ့ကိုလက်ဆောင်ပေးဖို့အချီးပတ်စံဆုံးတယ်ပြောပါဦးကြည့်လိုက်ကြည့်လိုက်အဲ့ကြမှာကောက်ကိုလက်ဆောင်ပေးမယ်ဘာလို့ဆိုတော့ သူကပေးတာရယ် no မမျော်လင့်တော့ဘူးအဲကိုကကိုလက်ဆောင်ပေးမယ်ဘာမဲ့လဲပေါ့နော် ကိုတကယ်ချစ်တဲ့လူတွေရှိလို့ဆိုရှင်တော့မမင်းရဲ့ကောင်မလေးဖြစ်ချင်ပါတယ်ဟုတ်အာပို့ရဲ့ဒီ YouTube ပေါ့နော် ပို့ပို့ YouTube channel မှာ subscribe လုပ်ကြပါပြီးတော့ပို့ပို့ရဲ့ Facebook မှာလည်းအားပေးကြပါလို့ပြောချင်ပါတယ်ဒီချင်းလေးကိုအခုမှတော့ Spotify တို့ဘာလို့မှလည်းနောက်လည်းရနေပါပြီ Lyrics video Lyrics video အနေနဲ့လည်း အာပူပူရဲ့ Facebook နဲ့ YouTube channel မှာတင်ထားပါတယ်အားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ဆက်ငိုင်းနေထပ်ပါပါရှင်အားပေးကြပါအောင် I love you